ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့အာသာလူရှင်တော်လန်ဒန်မှာကျွန်တော်ကတော့အာသာလူရှင်တော်မောင်သိစုလို့ခေါ်ပါတယ်နိုင်ငံဟာသာပညာရှင်များအစည်းအရုံးလိုင်းသားရမှာဆိုရင်ပေါ့ကျွန်တော်တို့ကလိုင်းသား၃မြို့နဲ့ခိုင်းရတာပေါ့လိုင်းသားရအင်းစိန်ထန်းတပင်အဲ့မှာဆိုရင်ကျွန်တော်တို့လိုင်းသားရနေပြီးတော့ဥဆောင်ပြီးတော့ဒါမြန်မာနိုင်ငံဟာသာပညာရှင်အစည်းအရုံးလိုင်းသားရရဲ့ဥက္ခရာပါကျွန်တော်ကတော့ဒူးဥက္ခရာနေရာမှာတာဝန်ထမ်းဆောင်ပါတယ် ရွေချက်တွေကတော့မအောင်လဲဆိုတော့ကျွန်တော်တို့တင်ဆရာမြင်ဆရာကြားဆရာထားဆရာတို့ဆိုရတော့ဆရာတခင်ကျေးဇူးရှင်များအသက်ကြီးလာတဲ့အခါကျတော့ဝန်မန်းမဆုံးနေဖြစ်နေကြအဲ့ဒါတွေကိုကျွန်တော်တို့ကပြန်လဲပြီးတော့တတ္တိပညာမနေတာတဲ့ကျွန်တော်တို့ရဲ့ကာယညာနာလေးတွေနဲ့ပေါင်းဆက်ပြီးတော့ကောင်းမှုတို့ပြုကျင့်တို့ဗျာဒီမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအုံးဆိုပြီးတော့ကျွန်တော်တို့ တည်ထောင်လိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ ACU က15ယောက်ရှိပါတယ်ဟိုဟာနိုင်ရကတော့10ယောက်ပေါ့ဟုတ်ကဲ့ဟိုဂျန်နာရီကတော့ကျွန်တော်တို့အဖွဲ့ဝင်တွေကတော့အများကြီးပဲကျွန်တော်တို့အယောက်အပြည့်50ကျော်တယ်ကျွန်တော်နိုင်ရကကြီးတွေထဲမှာရွှေမန်းရွှေမန်းဂျန်နာရီကကျွန်တော်တို့ရုပ်ရုပ်ရှင်နဲ့ဗီဒီယို ဟာသာတရုပ်ဆောင်ကြီးဖေးရွှေခဲပါပါတယ်ပြီးတော့ရှင်အများချစ်ကြတဲ့လူရှင်တော်ရာသာပေါက်စီပါပါတယ်ပြီးတော့ရှင် ရုပ်ရှင်နဲ့ဗီဒီယို ဟာသားတရုပ်ဆောင်ကိုငွေတိုးပါပါတယ်ဒေလီမော့ပါပါတယ်ပြီးတော့ဥပေါ်စံပါပါတယ်ဘာကြီးများလှုပ်ဆောင်မလဲဆိုတော့ကျွန်တော်တို့ကလူမှုရေးကဏ္ဍအနေနဲ့ပဲကျွန်တော်တို့ကဆောင်ရွက်သွားမှာပါလူမှုရေးကျမ်းမာရေးပေါ့မရှိစင်ရသာနွမ်းပါတဲ့ကျွန်တော်တို့ရဲ့ဟာသပညာရှင်ဘိုင်းဆိုင်ရာပေါ့ဟာသပညာရှင်လူရှင်တော်များရဲ့မိသားစုတွေလူရှင်တော်ကြီးတွေပေါ့ တက်ကြီးလာတော့ကျမ်းမာရေးတွေကမကောင်းကျမ်းမာရေးအထောက်အကူပြုနိုင်ရန်အတွက်တော်လကောင်းကျွန်တော်တို့နာရေးအတွက်တော်လကောင်းကျွန်တော်တို့အထောက်အကူပြုနိုင်ဖို့အတွက်စူးစမ်းဆောင်ရွက်လျက်ပါကျွန်တော်တို့ကဒီနေရာကိုဒီရသူရလို့ကျွန်တော်တို့လာလှုပ်ခြင်းမဟုတ်ပါဘူးတော့အရင်တည်းကပရိဒါစိတ်တယ်ကျမ်းမာရေးမကောင်းတဲ့အချိန်ဖြစ်နေတဲ့ဟာရယ်ကျွန်တော်ခြုံသွုံးပရိဒါမှာထေကကျွန်တော်ဆောင်ရွက်ပေးခြင်းလားဒါပေမဲ့ကျွန်တော် ဒီလေဖြတ်သွားသေးတာကိုလေဖြန်းသွားတာပေါ့လေဖြန်းသွားတဲ့အချိန်နဲ့ဒီကျွန်တော်ပရာဟိတာနဲ့တိုးနေတော့အဲ့ဒီအချိန်เนี่ยကျွန်တော်ပရာဟိတာတိတ်တက်ကိုနေပြီးတော့ကျွန်တော်တို့ယာတူးဆိုတာရင်ဘတ်မှာပဲရှိတာပေါ့အရေးကြီးတာကျွန်တော်မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဒီတစ်ခုလုံးရဲ့တောင်ဝေဝတရားတိတက်ဘူကအရေးကြီးပါတယ်ပြီးလို့ရှိလဲနောင်လာမဲ့မျိုးဆက်တစ်တွေကိုဒီအာကြီးကိုကျွန်တော်တို့ဒီ အစီယုံကြီးကိုကျွန်တော်တို့လက်လွဲပေးဖို့ပါဒါပထမအကြိမ်နဲ့ကျွန်တော်တို့စီယုံအနေနဲ့ပြောင်းလဲသွားတဲ့အချိန်လေးမှာကျွန်တော်တို့ကလူကြီးပိုင်းကနေပြီးတော့စောင်းရွက်ပေးတယ်ဆိုတော့နောင်လာမဲ့မျိုးဆက်တစ်လေးတွေကိုတည်စေခြင်းနဲ့မြင်စေခြင်းနဲ့လုပ်ဖို့ဂိုင်ပုံလေးတွေအစပေါ့ဒါလေးကြောင့်ကျွန်တော်တို့ကဒီနေရာလေးမှာခိတ္တခဏနေရာယူပြီးတော့စောင်းရွက်ပေးနေတာပဲကိုရီလိုပဲဦးကြီးဦးဆောင်လေးဖြစ်စေခြင်းနဲ့ပေါ့ဟုတ်ကဲ့နောက်လာမဲ့ကလေးတွေပေါ့နော်အဲ့လိုလေးလဲကျွန်တော်တို့လိုလုပ်ရတဲ့ဟာရှိက ငါတို့ကိုကြီးတွေလှုပ်သွားတယ်ကွာငါတို့လည်းအဲ့လိုလေးလှုပ်ချင်တယ်ဆိုတော့စိတ်ကလေးလဲဝေးစေချင်ပါတယ်။ဟုတ်တယ်လူရှင်တော်ဆိုတာကတော့ကျွန်တော်တို့လူရှင်တော်ဝတ်စုံဝတ်ပြီးစိတ်မော်တက်ပြီးပြက်လုံးကြီးပြက်နေရမှာစိတ်တိုင်းကြသဘောကြနေတဲ့ကျွန်တော်တို့ဟာတလူရှင်တော်တွေပါအခုချိန်မှာဆိုလို့ရှိရင်ရမရေးရတော့၎င်းအဖက်ဖက်ဆိုင်ရာများအခက်ခဲတွေဖြစ်နေတဲ့အချိန်လေးမှာကျွန်တော်ကိုယ်တိုင်ပဲ လွန်ခဲ့တဲ့ကျွန်တော်တို့ကိုဗစ်ကာလပေါ့ပထမကိုဗစ်ကာလဒုတိယကာလမှာကျွန်တော်ကိုယ်တိုင်စိုက်ကယ်ကယ်ရီဆွဲပါတယ်အခုအချိန်မှာခြေထောက်ကလူတော့ကောင်းတယ်ခြေထောက်မကောင်းကယ်ရီလည်းမဆွဲနိုင်တော့ဘူးဒါပေမဲ့လည်းဘာလို့ကလဲဆိုတော့ကိုဝင်းပူစာမနေတာမိသားစုရရှိရအတွက်ကြောင့်တော့ကျွန်တော်တို့မှာတက်တဲ့ပညာသည်ခါသပညာဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီအမှုပညာကိုပဲထုတ်ကြိုင်လို့ရမှာပါ အဲ့ဒါကြောင့်ကျွန်တော်တို့ကအိမ်ကလူတွေတောင်ကျွန်တော်မှားထားတယ်ကျွန်တော်တည်လို့ရှိရင်လူရှင်တော်ဝတ်စုံလေးနဲ့လူရှင်တော်ခေါင်းပေါင်းလေးနဲ့လူရှင်တော်တောင်ရှည်လေးနဲ့ဝတ်ပြီးကျွန်တော်တို့ကြိုပေးပါလို့ကျွန်တော်ပြောတာကျွန်တော်လူရှင်တော်ကိုချစ်တဲ့ထဲကလူရှင်တော်တယောက်ပါမြေပြောကိုကြီးပြောတာတော့ဆုံးနေ ကျွန်တော်ကိုပြောတဲ့အတိုင်းပါပဲဘေးရိတ်တက်ဖို့ပြောရမယ်ဆိုတော့ကျွန်တော်တို့အခုလိုတည်ထောင်လိုက်တဲ့မြန်မာနိုင်ငံ ဟာသပညာရှင်များ အသီးအယုံမှာတည်ရှိနေသောဟာသလူရှင်တော်များနှင့်ကျွန်တော်တို့မြန်မာနိုင်ငံ ဟာသပညာရှင်များအသီးအယုံဘ ਹੁ ဥက္ကရာကြီးဖြစ်တဲ့ရုပ်ရှင်နဲ့ဗီဒီယိုဟာသတယောက်ဆောင်ကုတိန်တော်ရုပ်ရှင်နဲ့ဗီဒီယိုဟာသတယောက်ဆောင်ဒူဥက္ကရာဦးအောင်သီးရုပ်ရှင်နဲ့ဗီဒီယိုဟာသတယောက်ဆောင်ဦးငိန်ချမ်း အတွေ့အေမှုတို့နဲ့တကွတိုင်းမှာရှိကြတဲ့ဟာသပညာရှင်များမြို့နယ်အသီးသီးမှာရှိတဲ့ဟာသပညာရှင်ကြီးများကိုဖြစ်ကျွန်တော်တို့အားပေးတယ်လို့ပဲကြံရှိနေတဲ့ဟာသပညာရှင်များကိုလည်းဆက်လက်အားပေးပါလို့ပြောရင်းပရိတ်သတ်များအကြက်ကျွန်တော်တို့ကနေပြီးတော့တဖန်ပြန်လဲလောက်ကင်ခွင့်ရခဲ့လို့ရှိရင်တင်မြင့်မော်ပါတော့၎င်းဖန်သားပြင်မော်ပါတော့၎င်းဟာသရည်စရာပြက်လုံးများနဲ့ အသက်ဆုံးသည့်ကျွန်တော်ဆက်လက်တည်ရှိနေမယ်ဆိုတဲ့အကြောင်းပြောကြရင်လည်းအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရပါတယ်ခင်ဗျာ